်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးရန်ကုန်တလတရာနောက်ဆုံးစင်မင်းအောင်လိုင်းလာကြည့်၍မြေကိုတံမန်စိတ်များအလုံးပိတ်ပင်လိုက်ပြီးမြေတွင်စစ်သည်မော်များကင်းလေတလမျိုးနေနဲ့ရန်ကုန်မြို့စိတ်ကန်းဝင်းကျင်တစ်ခုလုံးကိုလုံခြုံရေးတင်းကျပ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်တလာတလာနောက်ဆုံးစဉ်အခြေအနေကိုအကျန်းဖက်မြင်အောင်လိုင်းကလာရောက်ကြည့်ရှုမိဖြစ်၍ရန်ကုန်တလာမြစ်ကိုတမန်စိမ့်များအလုံးကိုစစ်တပ်ကပိတ်ပင်လိုက်ပြီးမြေတွင်စစ်သည်မော်များကင်းလေနေကြောင်းဒေသပြည်သူများနဲ့စစ်ဘက်တရင်ရှင်မြစ်ကပြောဆိုပါရယ်ရမန်နေအောက်တိုဘာ9ရက်ည8နာရီခန့်ကရန်ကုန်တလာမြစ်ကိုတမန်စိမ့်များအလုံးကိုစစ်တပ်ကပိတ်ပင်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်မြစ်အတွင်းမှာလည်းစစ်သည်မော်အချို့ကိုကင်းလေချထားခဲ့ကြောင်းတလာမြို့ပေါ်နေမြို့နယ်အတွင်းမှာလည်းစစ်တပ်ကတက်ဆွဲခဲ့ပြီး ီကင်းလေကေကရန်ကုန်မြို့စိတ်ကမ်းဘက်အချမ်းစိတ်ကားငယ်တချို့ဖြင့်ကင်းလက်လေမှုများကိုရမန်နေကလေးကလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်။ရန်ကုန်တလတံမန်တွေနဲ့တံမန်စိတ်တွေအလုံးကိုမင်းညာ၈နှစ်ကလေးကပိတ်ထားတဲ့သူတို့ပြင်းဆွဲပေးနေတဲ့ရန်ကုန်တလမြစ်ကူးသင်းမော်တွေတော့ကူးပေးနေတယ်ဒါပေမဲ့လူကြီးလာရင်မြစ်ကူးသင်းမော်လေးခဏရပ်ထားမယ်ပြောတယ်။မြစ်ထဲမှာတော့စစ်သင်းမော်တွေတွေ့တယ်ရန်ကုန်စိတ်ကမ်းဘက်မှာလည်းစစ်သားတွေတော်တော်များများချထားတယ်ဒလာဒနာကိုမေးအောင်လိုက်လာကြည့်မလို့ပြောတယ်ဟုဒေတာ ပြည်သူတို့ကပြောဆိုပါတယ် ယနေ့မနက်09:30မိနစ်ဝန်းကျင်မှာရမန်နေညကလေးကလုံခြုံရေးရလေးစိတ်များနဲ့လမ်းများပိတ်ပင်ထားမှုကိုစစ်တပ်ကပြန်လည်ဖွင့်ပေးလိုက်ကြောင်းရန်ကုန်မြို့ကများကပြောဆိုကြပါရယ်စေဘက်တရင်ရင်မြစ်ကလည်းရန်ကုန်တလာတနာကိုမင်းအောင်လိုက်တွားရောက်ရင်စက်တင်ဘာလအတွင်းကလေးကစီစဉ်ထားခြင်းဖြစ်တော်လေရုရှားခီးစဉ်အပါဝင်အခြားကိစ္စများကြောင့်ခီးစဉ်ရွှေ့ဆိုင်ခဲ့ကြောင်းယနေ့အောက်တိုဘာ10ရက်နေ့မှာမင်းအောင်လိုက်တလာတနာသို့တွားရောက်ဖွင့်ရှိကြောင်းပြောဆိုပါရယ် ဒလာဒလာကိုတက်ချုပ်သွားဖို့စီစဉ်ထားတာစက်တင်ဘာကလေးကဒီနေ့သွားချင်းသွားနိုင်ပါတယ်ဒလာကနောက်ဆုံးအဆင့်ဖြစ်နေပြီးဒီဇင်ဘာမှာသို့မဟုတ်ဇန်နဝါရီမှာဖွင့်ဖို့တွန်းအားလုပ်နေတယ်ဟုစစ်ဘက်သတင်းရှင်မြစ်ကပြောဆိုပါတယ် ရန်ကုန်တလားတရာမှာတမဏိကျိုးဆိုင် လေးလံသွားတရာကြီးဖြစ်ပြီးပင်မတရာရှင်1936ပေနဲ့တရာရှင်စုစုပေါင်း6143ပေရှိကြောင်းတန်ချိန်1500ောင်ကန်ရှိတင်မော်ကြီးများရေလံကင်းလို့စွာသွာလာနိုင်ရန်အမြင့်ပေ160ကန်နဲ့ရေလံကင်းလို့အကျဉ်925ပေထားရှိဆောင်လုပ်သွားမည်ဖြစ်ကရင်တစည်းချင်းခန့်နိုင်ဝန်အပြင်85တန်တိဖြစ်ကြောင်းကိုရီးယားမြန်မာချစ်ကြီးတလားတရာကိုကိုရီးယားနိုင်ငံ၏စီးပွားဝင်ပြုံးရေးရန် ုံငွေချိန်ငွေအမေရိကန်ဒေါ်လာ139.833တန်းတင်ရင်းရန်ပုံငွေ30.341တန်းစုစုပေါင်းကုန်ကြငွေအမေရိကန်ဒေါ်လာ168.184တန်းတန်းကြမည်ဖြစ်ပြီးကိုရီးယားထုတ်ကုန်သွင်းကုန်ပန်းနှင့်မြန်မာနိုင်ငံဆောင်းလုပ်ရေးဝန်ကြီးဌာနတို့မှ2015ခုနှစ်နိုဝင်ဘာ16ရက်နေ့ကချင်းငွေဆိုင်ရာသဘောတူစာချုပ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် အဆိုပါတလန်တရာတိဆောင်ရေးအသေးစိတ်ဒီဇိုင်းကိုကိုရီးယားနိုင်ငံကကုမ္ပဏီကရေးဆွဲပြီးကိုရီးယားပညာရှင်များပါဝင်သောကိုရီးယား GS Engineering Group ကအထက်တာဝန်ယူတိဆောင်ခြင်းဖြစ်ပါတယ်။ရန်ကုန်တလန်တရာဖွင့်လှစ်ပြီးစီပါကရန်ကုန်မြို့မှတလန်တွန်တေကော့မူကွန်းချန်ကုန်းမြို့နယ်များဒီတရေတရာမှတဆင်ကန်းချီဒေတာများနှင့် ERI တိုင်းတစ်ခုလုံးသို့လွယ်ကူလင်းမြန်စွာသွားလာနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။ ောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့ချောင်းမြို့နယ်ဝန်းတွင်းမြို့နယ်တို့တွင်စစ်မှုရန်အပတ်စဉ်၁၈အတွက်လူငယ်၂၅ဦးနှိပါကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းချောင်းမြို့ပေါ်ရက်ွက်များကိုအကြမ်းဖက်စစ်တပ်ကဝန်းရောက်စီးနှင်ပြီးတုံးရက်ဇက်တိုင်လူငယ်၂၀ကျော်ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း People's Defense Force ၆တခင်ဖိုးလာကြီးတက်ခွဲမှတရင်နဲ့ပြန်ကြားရေးတာဝန်ခံ Phoenix ကပြောဆိုပါတယ်။ အော်တိုဘာလ6ရက်မှအော်တိုဘာ10ရက်နေ့ထိညပိုင်းအချိန်များအတွင်း6မြို့ပေါ်ရက်ွက်တဲ့ရှိနေအိမ်နဲ့ထိစစ်တပ်ကဝင်ရောက်စီးနေပြီး3ရက်ဆက်တိုင်လူငယ်20ဦးကျော်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းထို့သူအကြမ်းဖက်စစ်တပ်၏ပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်များမှာအလုသမားများ၊ကျောင်းသားများဖြစ်ကြပြီးအသက်အရွယ်အပြင်အသက်16နှစ်မှအသက်35နှစ်တွင်လူငယ်များဖြစ်ကြောင်းသိရှိရပါသည်။ စစ်သားတွေကပေါ်တာဆွဲတာအချိန်မတက်မတ်တော့ဘူးသူဝင်ကျင်တဲ့ချိန်ဝင်ပြီးဆွဲနေတော့တာအိမ်ထဲထိဝင်ဆွဲတာအခုကမြို့ပေါ်ရက်ွက်တီးပဲဆွဲနေတာသူတို့ကကြေးရွာဘက်တီကိုအရင်မလာရဲဘူးမြို့ပေါ်မှာတော့တမျိုးလုံးပတ်ဆွဲနေတာအမျိုးသားတွေပဲဆွဲခံရတယ်မြို့ပေါ်အများစုကငွေနဲ့လိုက်ရွေးကြတာများတယ်ငွေတက်နိုင်တဲ့သူကလွတ်တာများတယ်လက်လုံလက်စားသမားတွေကစစ်မှုထမ်းတွေရောက်သွားကြတယ်ဖမ်းထားတဲ့သူတွေကိုအရင်ကထွေယုံရှုံးနဲ့73တပ်မှဖမ်းထားလိမ့်ရှိတယ်ဟုပေပန်ဒက်ဖန်ဖို့စ်6တခင်ဖွလာကြီး တက်ခွဲမှတနင်္လာနေ့ပြန်ကြားရေး Phoenix ကပြောဆိုပါရယ်အလားတူမန္တလေးတိုင်းဝန်းတွင်းမြို့နယ်ချင်းရွာလေးကူကိုအစံဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးအသက်ဆက်ရှင်နေရွယ်လူငယ်တို့အပါအဝင်လူငယ်ငါးဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Boys One တွင်မှတာဝန်ရှိသူကပြောပါရယ်အော်တိုဘာလ9ရက်မနေ့9နာရီချိန်ဝမ်တွင်းမြို့နယ်ချင်းရွာမှလူငယ်တအူဖိုကုန်းရွာမှလူငယ်တအူနှင့်အိုင်သာရွာနန်းနန်းရွာတို့မှလူငယ်သုံးဦးကိုစစ်တပ်ကဗော်တာဆဲဖမ်းဆီးသွားကြောင်းသိရပါသည် ဝမ်တွင်းမှာအမျိုးသားတွေကိုပဲပေါ်တာဆွဲတာအရန်များလာတဲ့လက်ရှိမှာလူငယ်ငါးဦးကိုဝမ်တွင်းစကန်နဲ့ပင်တလေးစကန်တစ်ခုမှာဘေးစကန်မှာဖမ်းထားလဲမသိရသေးဘူးဟု Boyos ဝမ်တွင်းမှာတာဝန်ရှိသူကရှင်းပြပါရယ်ထို့အတူအောက်တိုဘာ9ရက်နေ့ကလည်းဝမ်တွင်းမြို့နယ်ခံပဲရွာရွာသိမ်းရွာတောင်စင်ရွာနဲ့အိုမာတွေးရွာတို့မှာလူငယ်ငါးဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးအောက်တိုဘာလတွင်လူငယ်၁၀ဦးထပ်မင်းနေ့စဉ်ဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးခံနေရကြောင်းသိရှိရပါရယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကအာဆီယံကစစ်တပ်၏ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မည်ဟုစစ်တပ်ကတပတ်သက်သတင်းထုတ်ပြန်မြမအရေးဖြည့်ရှင်ရာတွင်ရွေးကောက်ပွဲကဦးစားပေးမဟုတ်ဆိုသောအာဆီယံနိုင်ငံသား၏ဝင်ကြီးများ၏ယက်တီချက်နှင့်ကွဲလွဲနေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အာဆီယံကစစ်တပ်၏ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်မည်ဟုမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်ကပြောဆိုကြောင်းမြန်မာအကြမ်းဖက်စစ်တပ်ကတဖက်သက်တရင်ထုတ်ပြန်ပါတယ်။ယမန်၏နေပြည်တော်တွင်မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟက်ဆန်နှင့်အကြမ်းဖက်မင်းအောင်လှိုင်တို့တွေ့ဆုံစဉ်မလေးရှားနိုင်ငံသားဝင်ကြီးကထို့သို့ပြောဆိုခြင်းဖြစ်သည်ဟုအကြမ်းဖက်စစ်တပ်ကတဖက်သက်တရင်ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ ယမန်နေတွိတ်ဆောင်ဘွဲတွင်မလေးရှားနိုင်ငံသားဤဝင်ကြီးကမြန်မာနိုင်ငံ၏ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုများတွေ့ရသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းအာဆီယံနေဖြင့်မြန်မာနိုင်ငံ၏ဂျိုးပန်းဆောင်ရွက်မှုများကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအားလုံးပါဝင်သည့်ရွေးကောက်ပွဲဖြစ်စဉ်ရန်အကြံပြုပြောကြားလိုကြောင်းရွေးကောက်ပွဲလေးလာဆောင်ကြည့်အဖွဲ့များကိုလည်းဆင့်လွတ်သွားမည်ဟုမလေးရှားနိုင်ငံသားဤဝင်ကြီးကပြောဆိုကြောင်းစစ်တပ်ကတစ်ဖက်သက်သတင်းထုတ်ပြန်ပါသည်။ဒုံရတွင် င်ဇူလိုင်လတွင်ကျင်းပခဲ့တဲ့အာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေးမှာမြန်မာရေးပြေးချင်ရာမှာရွေးကောက်ပွဲကအာဆီယံ၏ဦးစားပေးမဟုတ်သည့်ကိုအာဆီယံကသဘောတူခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်ဂျမ်ဖက်စစ်တပ်၏ယမန်နေ့တွေ့ဆုံမှုသတင်းထုတ်ပြန်ချက်မှာအာဆီယံနိုင်ငံသား၏ဝင်ကြီးများအစည်းအဝေးရက်တီချက်နှင့်လုံးဝကွယ်လွှဲနေရာမလေးရှားနိုင်ငံသား၏ဝင်ကြီးဌာနကမှတစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်မှုထမ်းဥပဒေကြောင့်မြန်မာလူငယ်တွေလုံခြုံရေးစိုးရိမ်နေကြတယ်လို့ UNDP ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအမျိုးသမီးတွေထက်အမျိုးသားလူငယ်တွေကလုံခြုံရေးပုံမှုစိုးရိမ်ကြောက်ရွံ့နေကြရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP ကအောက်တိုဘာ9ရက်မှာထုတ်ပြန်ပါတယ်။ကြောက်ကမာထက်ကမျိုးဆက်လို့အမည်ပေးထားတဲ့မြန်မာလူငယ်တွေရဲ့လုံခြုံရေးနဲ့လူမှုဘဝစိန်ခေါ်မှုစစ်တမ်းမှာ UNDP ကအထက်ပါအတိုင်းဖော်ပြထားတာ က်ပါတယ်မြန်မာလူငယ်တွေရဲ့စုံရည်မှုအထူးအချက်ကစစ်မှုထမ်းဖို့အထမစုဆောင်ခြင်းခံရတာနဲ့သက်ဆိုင်ပြီးစစ်မှုထမ်းဖို့အဖွဲ့အစည်းတွေကတိုက်ရိုက်တောင်းဆိုတာတဲ့စစ်မှုထမ်းရနိုင်တယ်ဆိုတဲ့အနေရကပုဂ္ဂိုလ်ရေးဆိုင်ရာဘေးကင်းလုံခြုံရေးကိုစုံရည်ပူပန်နေကြရတယ်လို့ဆိုပါတယ် လူငယ်သုံးပုံတပုံငါးတန်ကန်ကစစ်မှုထမ်းဥပဒေကြောင့်စိတ်ပိုင်းဆိုင်ရာဖိစီးမှုဖြစ်လာပြီးစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကထင်းတယ်လို့ဖန်ဆီးတာညချိန်ဝင်ဖန်တာနဲ့အတ္တမစုဆောင်းတာတွေကိုရင်ဆိုင်နေရတယ်လို့ဖော်ပြပါတယ်။လူငယ်၄၀ရာခိုင်နှုန်းကျော်ဟာညဘက်မှာတယောက်တည်းလမ်းလျှောက်ရင်မလုံခြုံဘူးလုံးဝမလုံခြုံဘူးလို့ဖြေဆိုပြီးစစ်တပ်အာဏာမသိမ်းခင်ကနှုံထားတဲ့နှက်စကြော်ပုံများလာတယ်လို့ UNDP ကအတည်ပြုပါတယ်။ လူငယ်ခုနှစ်ဦးမှတဦးကပုတ်ကိုရေးဆိုင်ရာဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုကိုအမြဲတမ်းမကြာခဏခန်းစားရပြီးချင်းပြည်နယ်မှာ30ရာခိုင်နှုန်း၊ကရင်ပြည်မှာ25ရာခိုင်နှုန်း၊ရခိုင်မှာ22ရာခိုင်နှုန်းနဲ့ကချင်မှာ27ရာခိုင်နှုန်းကဲ့သို့ပြည်ပခဒေသတွေမှာတိတိတသာမြင့်မားနေတယ်လို့လည်းစစ်တပ်ကဆိုပါတယ်။ စစ်မှုထမ်းခေါ်ဆောင်ခံရပြီးနောက်ရှေ့တန်းစစ်မြေပြင်ပို့ဆောင်ခံရသူတွေအနေနဲ့တချို့မှာဒေါ်လာရေးတက်ဖွဲ့တွေစီထွက်ပြေးခိုလုံနာတွေအများပြားရှိနေကြောင်းသိရှိရပါတယ်။